မင်းတို့အနေနဲ့ personal development လုပ်မယ်ဆိုရင်လုပ်ဖို့ဆုံးဖြတ်ထားရဲဆိုရင်လိုအပ်တဲ့အရာလေးတွေလိုအပ်တဲ့အရာလေးတွေဘာလေးတွေလုပ်ရမလဲဆိုတော့အမအချက်ကလေး6ချက်နဲ့ပြောပေးသွားမယ်6ချက်နဲ့ပြောပေးသွားအမကိုယ်တိုင်လည်းလက်ခံပြီးအမကိုယ်တိုင်လည်း practice လုပ်ပြီးအမကိုယ်တိုင်ဒါကို apply လုပ်ပြီး result ရတဲ့ habit လေးတွေဆိုလည်းဟုတ်တယ် formula လေးဆိုလို့ရှိရင်လည်းဟုတ်တယ်နော်6ချက်ပြောပေးသွားမယ်အဲ့တော့နံပါတ်1အချက်က personal development နဲ့ပတ်သက်လာရင် မဖြစ်မနေ mass အရေးကြီးဆုံးလိုအပ်တဲ့အရာက good habit တွေပဲအလေးအကျင့်ကောင်းတွေပဲအလေးအကျင့်ကောင်းလေးတွေကိုတိဆောက်တဲ့အခါမှာငါတို့ကအလေးအကျင့်ကောင်းလေးတွေကလည်းတိဆောက်ခြင်းနဲ့အလေးအကျင့်ဆိုးလေးတွေကိုလည်းဖျက်ခြင်းနဲ့အဲ့လိုမျိုးဖြစ်နေတဲ့အခါမှာလေဘယ်ဟာကိုဦးစားပေးရမလဲဟာလားအမြဲတမ်း focus ထားတာကအလေးချင်းကောင်းတွေကိုတိစောက်ဖို့ထက်အမတို့ကအလေးချင်းဆိုးတွေကိုဖျက်ဖို့အတွက်ဖျက်ဖို့ပို့ပြီးတော့ focus ထားတယ်။တမီးကတော့ဒါလေးပြင်ချင်တယ်ဒါလေးလုပ်ချင်တယ်ဟိုဟာလေးဟိုဟာလေးမဖြစ်ချင်ဘူးဒါလေးဖြစ်ချင်တာအဲ့လိုမျိုးအမြဲတမ်းပြောကြတယ်။အဲ့တော့အဲ့မှာလေမင်းတို့ကိုဟိုဝမ်းသာစရာလေးတခုပြောပြချင်တာက bad habit တွေအားတဲ့တကူတကပြင်စရာမလိုဘူးတဲ့မလိုဘူးတဲ့။ဘာကြောင့်လဲဆိုတော့လူတစ်ယောက်ကသူ့ life မှာလုတ်တဲ့လုတ်ထိုက်တာကိုရွေးချယ်လိုက်တဲ့အချိန်အားတဲ့မလုတ်တဲ့မလုတ်ထိုက်တာကိုပါအလိုလိုစွန့်ပစ်ပြီးသားစွန့်လို့ပြီးသားဖြစ်သွားလို့ပါ။ ီလားအဲ့တော့ငါမှရှိတဲ့ bad habit တွေငါဘလို့ပြင်ရမလဲဘလို့ပြင်ရမလဲလို့ဟိုတိုင်ပတ်မနေနဲ့တိုင်ပတ်မနေနဲ့မင်းတို့အာယုံဆိုင်ကားမဲ့အရာကငါဘာလုပ်တင်တာလဲငါကဘာဖြစ်ချင်ပြီးတော့ဘာဖြစ်ချင်တာဖြစ်တဲ့အတွက်ငါကဘာလုပ်နေတင်တာလဲဆိုတာကိုပဲ focus လုပ်ရင်းနဲ့အဲ့ဒါကို focus လုပ်လိုက်ခြင်းအဖြစ်အလိုလျောက်ကျန်တဲ့မလုပ်တဲ့အရာတွေကရှောင်ရှားပြီးသားဖြစ်သွားရောအဲ့တော့ကိုကဥပမာဥပမာကိုကအချိန်ဆွဲတတ်တဲ့အချင်းရှိတယ်ပြင်းတဲ့အချင်းရှိတယ်ဆိုပါစို့ အဲ့ဒီဟာကြီးကိုမင်းတို့ကတကူးတခါကြီးသွားဖျောက်ဖို့အချိန်မစိုးရအောင်ငါဘယ်လိုလုပ်ရမလဲ focus ကြီးသွားထားစီရမလို့မင်းတို့ focus ထားရမှာလေ to do list နဲ့စတယ်တနေ့တောင်အဲ့တော့မင်းတို့ကအလေးအချင်ကောင်းတွေကိုပိုတိဆောက်ပြီးတော့အလေးချင်ဇိုးတွေကို short ချလို့ရတယ်ဆိုတာလေးကိုသိစေချင်တယ်။ဘာဖြစ်လို့ personal development မှာ habit ကိုပထမဆုံးစပြောတာလဲဆိုတော့ block နဲ့တူတယ်အဲ့ဒီ habit ဆိုတွေကလေမင်းတို့ဘဝကိုကွာ block တွေနဲ့တူတယ် block တွေခံရတာခံနေတာ block တွေခံနေတာ life က စ조사နေတဲ့လူငယ်တယောက်조사အထောက်မှုတွေအများကြီးထည့်နေတဲ့လူငယ်တယောက်အရှိကိုအများကြီးရောက်သွားနိုင်တဲ့လူငယ်တယောက်ဒါပေမဲ့မရောက်သွားဘူးဆိုတာကလေအဲ့ဒီ block တွေပိတ်နေတာကို့မှာရှိတဲ့ကိုပဲသိတဲ့အလေးအကျင့်စိုးတွေမကောင်းတဲ့အကျင့်ပိတ်နေတာအဲ့ဒါတွေမပြေတရွေ့တယောက်조사ရှိမရဘူးသိလားကို့မှာရှိတဲ့မကောင်းတဲ့ habit တွေကိုပြင်ဆင်မှုလိုတဲ့ထင်တဲ့ habit တွေကို list တွေလုပ်ပြီးတော့ချရည်ချရည်ပြီးွားရင်ငါဓာတ်ကြီးကိုဆက်သေးသွားမယ်ဆိုလို့ရှိရင်ငါဘာကြီးဖြစ်လာမလဲဆိုတော့ အခြေအနေတခုကိုကိုမြင်လာလိမ့်မယ်အဲ့ဟာတခုကိုကိုတကယ်ပဲမလိုချင်ဘူးဆိုရင်တကယ်ပဲတကယ်မလိုချင်ဘူးစာနာမရှိဘူးဆိုရင်ဒီနေ့မှာပဲအဲ့ဒီ habit ကိုရပ်တဲ့နဲ့ habit လို့သတ်မှတ်ရမယ်ဒီ habit ကိုဆက်တည်သွားလို့နောက်၅နှစ်နေကိုဒီနေရာကိုရောက်သွားမယ်ဆိုလို့ရှိရင်အဲ့ဒါကိုတကယ်ကိုဆက်ထိုင်တဲ့ habit မျိုးဟုတ်တယ်ဟုတ်လားအဲ့တော့ habit နဲ့ပတ်သက်လာရင်ဒါလေးမှတ်ထားဖို့ရည်ကြည့်တယ်အဲ့နောက်တစ်ခုသွားပါမယ် things to do for personal development အတွက်ဒုတိယအချက်လေးက planning planning လုပ်ပါမယ် planning တခုခုလောက်တော့မယ်ဆို planning နဲ့စတင်တနေ့တောင်စတင်တော့မယ် planning နဲ့စတင်တပတ်တောင်စတင်တော့မယ် planning နဲ့စတင်တစ်လတောင်စတင်တော့မယ် planning နဲ့ပဲစတင်တယ်ဒီလားဒါအမကူရလည်းအဲ့လိုပဲသွားတယ်ဘာလို့လဲဆိုတော့အဲ့ဒီကောင်မရှိရင်လေငါတို့ကလေကိုကိုကိုမယုံနဲ့ကိုကိုကိုလေမယုံနဲ့ယုံလို့မရတဲ့ကိုကိုကိုယုံလို့မရတဲ့အရာတွေမှာဘူးပါလေကိုကိုကိုပါတယ်ကိုကကိုကိုကိုလမ်းချောင်းတစ်ခုပေါ်အမြဲတမ်းတင်မေးထားမှအဲ့ဒါတော့ဖြောင်းဖြောင်းရှောင်နေတာမဟုတ်ဘူး တိလားဖြောက်ဖြောက်ရှောက်နေတာမဟုတ်ဘူးဒီအတိုင်းလို့ဆိုပြီးပလန်သတ်မှတ်ထားတာတော့ဒီအတိုင်းလို့တဲ့ရက်ကဘယ်နည်းရရှိလဲပြန်တွက်ကြည့်တလားမှာတိလားအဲ့တော့ဒီတိုင်းလုတ်เสียဟိုဘယ်လမ်းကြောင်းတစ်ခုဆိုပြီးတော့ကိုယ့်ကိုကိုမတတ်မှတ်ထားအောင်မတင်ပေးထားအောင်ဆိုရင်တော့လေမပူနဲ့ဟိုအာယုံနောက်တွေ့လေလေတတတတောက်လိုက်ွားပြန်အောင်ဟာလားထိုင်းနိုင်ငံလည်းပေါွားပြန်အောင်ဟိုဘက်ကဟိုဟာဆိုလည်းပေါွားပြန်အောင်ဒီဟာဆိုလည်းပေါွားပြန်အောင်ဟာလား live တွေဟို live ပြေဒီ live ပြေဖြစ်နေလိမ့်မယ်ဒီလားဘာလို့လဲကိုယ့်ပလန်မှမရှိရသူများရဲ့ပလန်တွေမှာလွှမ်းမိုးလွှမ်းမိုးခံရသမျှစီးမျောနေတာ ဟုတ်လား planning ဆိုတဲ့အခါမှာအပိုင်းလေးတွေအပိုင်းလေးတွေပါမယ်ခုနလိုမျိုးခွဲလိုက် personal development အတွက်ကိုလုံးမဲ့ plan planning နဲ့မှာပါမယ်အချက်ကလေးတွေ professional development အတွက်ကိုလုံးဖို့ပါမယ်အချက်ကလေးတွေ career development business development အတွက်ကိုလုံးရမယ်အချက်ကလေးတွေဒါလေးတွေထည့်တာဟုတ်လားပို့အတွက်အလုတ်ကိုအလုတ်လို့ယူစားရတဲ့အလုတ်ကလေး၅ခုလောက်ကို to do list ထဲမှာနေ့စဉ် to do list ထဲမှာထည့်ပြန်ပြောမယ်နော်အလုတ်ကိုအလုတ်လို့ယူစားတော့အလုတ်၅ခုလောက်ကိုပဲထည့် ထမင်းစားချင်းအိတ်ချင်းရေတောက်ချင်းအဲ့ဒါတွေမထည့်နဲ့နော်ခလီကလာအဲ့လိုမျိုးမဆွဲဘူးအတိအကျလေးကိုအလုံးလို့ယူစားရတဲ့အလုံး heavy ဖြစ်တဲ့အလုံးမျိုးလေးတွေကိုပဲ၅ခုလောက်ထည့်တာပြီးတော့ရုပ်ရှင်ကြည့်ရမယ့်အချင်းလေးပါလေးထည့်တာထည့်ထားလို့ရတယ်ဒီလားတနေ့တာမှာကိုကိုကိုဂုံပြုမယ်စုချမယ်အချင်းတနေ့တာကိုတိတ်ချအကျိုးရှိရှိအသုံးချရင်စုပေးမယ်အချင်းလေးပါထည့်တာကြည်ရတိမယ်တချင်းဆုံမယ်သူများတွေကိုနှိမ့်ဆက်မယ်ဟုတ်လားအဲ့ဒါလေးထည့်တာလို့ရနော်အဲ့ဒါလေးထည့်တာလို့ရ ဲ့တော့ learning time လေးတွေထည့်ထားမယ် working hour လေးတွေထည့်ထားမယ်ဒါလေးတွေထည့်ထားကြရအောင်ပြီးရင်ဘာလုပ်လို့ရလဲဆိုတော့ remind message တွေရေးလို့ရတယ်တနေ့တောင်စတင်ပြီဆိုရတယ်လေမမဆိုကိုယ့်ကိုယ်သတိပေးရဒီနေ့ပြင်စာမစားပါဟဟလားအဲဒီနေ့တော့ဒီနေ့တော့အလုပ်ကိုတေချာအာရုံစိုက်ရအောင်ဒဝိရေဒီနေ့တော့စာတေချာလုပ်ရအောင်ဒဝိရေအဲ့လိုမျိုးကိုယ့်ကို remind message တွေလည်းရေးတယ်တနေ့တာတနေ့တာအဲ့လိုလေးတွေရေးတယ်ကိုယ့်ကိုဆုံးပါကိုယ့်ကိုမဆုံးပါနဲ့သူများလာဆုံးပါ သူများဆုံးမတာလည်းနားမထောင်ကိုကိုကိုလည်းမဆုံးမအောင်ဆိုလောကကြီးကဆုံးမလိမ့်မယ်လောကကြီးဆုံးမရင်ရန်အထိနာတာဟုတ်လားဒီရန်အထိနာတာအဲ့တော့ကိုကိုကိုဆုံးမရင်စာလေးတွေတနေ့တာတနေ့ရေးရတယ်ဒါ to do list နဲ့ပတ်သက်တာအဲ့တော့ weekly မှာဆိုလည်းအဲ့ဒီအတိုင်းပဲတပတ်တာအတွက် ကိုဖတ်မယ်စာအုပ်တအုပ်နဲ့စာအုပ်ဖတ်မယ်မင်းတို့ဘာသာလွတ်လွတ်လပ်ဆွဲလို့ရတယ်ပေါ့နော်ဒါအမဆွဲရလေးမှပြပြပြီးရင်အမတပတ်တာမှာဖျားသွားတဲ့ရက်ကလေးတရက်ရှိမယ်ပြီးရင်တပတ်တာမှာ ဟိုဝင်ငွေထွက်ငွေအသုံးစရိတ်လေးတွေတတ်မှတ်ထားတဲ့ management လေး financial management လေးတခုရှိမယ်ပြီးွားရင်တပတ်တာအတွက်ဒီအမရဲ့ MBA နဲ့ပတ်သက်တဲ့ learning journey လေးဘယ်လောက်ရောက်ကြမယ်ဆိုတာလေးတတ်မှတ်ချက်ရှိမယ်ဒီလိုလေးပေါ့နော်ဒီလိုလေးရှိမယ်အဲ့တော့အလုပ်အလုပ်ရဲ့ကိုယ့်ရဲ့ career development အတွက် career development အတွက်ဆိုတာခုန MBA နဲ့ပတ်သက်တဲ့ learning မျိုး career development အတွက် professional development အတွက် YC နဲ့ပတ်သက်တာကိုပြော YC နဲ့ပတ်သက်တာ teaching line နဲ့ပတ်သက်တာလေးတွေပါမယ် အဲ့အဲ့အားလေးတွေကိုတပိုင်းစီပေါ့နော်တပိုင်းစီကိုကိုရဲ့ planning နေမှာထည့်ဆွဲတယ်အဲ့တော့ mentally plan လဲအဲ့ဒီတိုင်းပဲဟာလား mentally plan ဆိုတော့အမဘာတွေပါထည့်ခိုင်းလဲငွေစင်ရင်အတုတွေရောအစ်စ်တွေရောအကုန်ထည့်ခိုင်းတယ်လीဝိုင်းစီကအစ်စ်လေးရောမသိသေးဝိုင်းစီဝိုင်းစီမှာတင်ဆက်တင်မယ်ပေါ့နော်အဲ့ဒီဟာလေးတွေအဲ့တော့ကိုရဲ့ financial နဲ့ပတ်သက်ပြီးကိုလိုချင်တဲ့ target လေးတွေ goal လေးတွေဒါလေးတွေကိုထည့်ခိုင်းတယ်ဒါလေးတွေကိုထည့်ခိုင်းတယ်ပေါ့နော်အဲ့တော့ planning planning လေးနဲ့ တနေ့တောင်စတင်တပတ်တောင်စတင်တလတောင်စတင်စတင်မို့ရည်ကြီးအဲ့အဲ့ plan အတိုင်းချထားမှတ်တာလျင် plan တဲ့ကလမ်းလမ်းအတိုင်းဟို60%လောက်ရောက်မှာပေါ့နော်60%လောက်ရောက်မှာအဲ့ channel 40ကအဲ့ဒါတော့မှဟိုပြဿနာရှိသေးတယ်ပေါ့တေချာထိနေမှာရမှာအဲ့ဒါလေးတွေမပြတ်စင်းနဲ့မပြတ်စင်းနဲ့အဲ့ဒါအရေးကြီးတယ် okay ပြီးနောက်တစ်ခုကဘာလဲဆိုတော့ဒီပေါ့နော်မတို့ planning လုပ်တဲ့အခါမှာလေ planning လုပ်ဖို့အတွက်ကို plan လုပ်ဖို့အတွက်ကိုပြန်အချိန်ပေးရတဲ့ plan အချိန်ဆိုတာရှိတယ်။ဒီလား plan အချိန်ဆိုတာရှိတယ်။အဲ့တော့အမဒီနေ့ပေါ့နော်စဆလောက်တော့မှာဒီနေ့စဆလောက်တော့မှာလာလဲကုန်ပြီဆိုတော့ research Maroku MBA နောက်ဆုံးပါတာနောက်ဆုံးပါတာရောက်နေပြီလို့ပြောလို့ရပါတော့ research ကိုဟိုစပြီးတော့လောရမှာဖြစ်တဲ့အတွက်ဒီညမှာဘာလုပ်မှလဲဆိုတော့ learning plan ဆွဲမှာလေ learning plan ဆွဲမှာ research ကို learning လုပ်ဖို့အတွက်ဘာတွေလုပ်ရမလဲဆိုတဲ့ plan ကိုဘယ်နေ့မှာဘာလုပ်မလဲဘယ်နေ့မှာဘာလုပ်မလဲဆွဲရ ဲ့အဲ့ဒါလေးဆိုရင် plan အတွက်ကို plan ပြန်ဆွဲတာမျိုးဒါလည်းအရေးကြီးရယ်နော်ဒါလည်းလိုအပ်တယ်အဲ့ဒါလေးထည့်တာပြီးရင်နောက်တစ်ခုတတိပေးချင်တာကို plan ကိုနိုင်တဲ့လောက်ပဲဆွဲဆွဲပြီးွားရင်တော့ဖြစ်အောင်လို့ပြီးအောင်လို့ကိုကိုကိုပေးတဲ့ခရီးကိုမပြတ်စေနဲ့ဒီလားအားမလို့အားမရဖြစ်ချင်းနေကိုကိုကိုယုံကြည်မှုတွေပျောက်ဆုံးခြင်းနေကိုကိုကို မလေးမလေးမစားနိုင်ဖြစ်ချင်းနေရဘယ်ရလာလဲကိုကိုကိုပေးတဲ့ခရီးတွေပြတ်ချင်းရနေလာတာအဲ့ကောင်ရေးကြည့် အဲ့ဒါကြောင့်မို့လို့တစ်လုတ်ပဲလုံနိုင်တစ်ခုပဲဆွဲရတယ်နော်အဲ့တစ်ခုတော့လုတ်ဖြစ်ဖို့လိုတယ်နှစ်လုတ်ပဲလုံနိုင်နှစ်ခုပဲဆွဲအဲ့နှစ်ခုတော့လုတ်ဖြစ်ဖို့လိုတယ်ဒီလားလုတ်ဖြစ်ဖို့လိုတယ်အဲ့ကောင်ကအရေးကြီးတယ်မပြတ်စေနဲ့နောက်ဆုံးမဖြစ်မနေပလန်ပြတ်ကားတော့မယ်ဆိုရင်ပလန်ကိုအရင် adjust သွားလုပ်ပြီးမှပြတ်ဒီလားအဲ့ဒါစိတ်ပိုင်းဆိုင်ရာအရာကိုကိုကိုလှည့်စားခြင်းပဲဒီလားအမဆိုတူတူလေးရှင်မပြီးနိုင်တော့တဲ့အခြေအနေမျိုးဖြစ်လာပြီးလို့ခံစားရရင်အဲ့တူတူလေးရှင်ကိုမနှက်ဖြောင်းအရင်ပို့လိုက်တယ် ပြီးမှဒီဘက်ကဒီလိုလေးစီမလဲပြန်ပို့လိုက်တယ်ပြီးမှဒီဘက်ကပလန်လည်းစတတ်တယ်ဒီကအဲ့တော့အဓိကကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုလုံးနိုင်နေဆိုရင်မှုလေးတွေပေးနိုင်မှုဒီ planning နဲ့သွားဖို့ရည်ကြီးတယ်ဒီလားလူတစ်ယောက်လမ်းစပြောက်တဲ့အချိန်ကသူ့ကိုယ်သူဘာလုံးနေမှမသိဘယ်ရောက်နေမှမသိဆိုတဲ့အချိန်ကစတာပဲဇလန်းကအဲ့ကစတာဒီလား planning ဆွဲတဲ့အခါမှာကိုယ့်ရဲ့ planning ရဲ့ဘေးမှာ date ကလေးတွေအချိန်လေးတွေပါဖို့အရေးကြီးပါတယ်အထူးသဖြင့်အချိန်ပေါ့အချိန်ပါရမယ် အချိန်ပါရမယ်အဲ့တော့စာလုတ်ပါမယ်ဆိုတခါလေးရေးနော်ဘယ်အချိန်လုတ်ပါလဲဘဏ္ဏာကြီးထိုင်ပါလဲဇပွဲဘဏ္ဏာကြီးထိုင်ပါလဲတခါလေးရေးပါဒီလားမဟုတ်ရင်ဘာဖြစ်လဲဆိုတော့မိုးလေးလာတယ်အမလေးဒီနေ့တနေ့ကိုအချိန်ရှိသေးတယ် AC ဒီပလန်အတွက်ကဒီလားဒီပလန်အတွက်ကဒီနေ့တနေ့ကိုအချိန်ရှိသေးတယ် AC ဆိုပြီးဘယ်ရောက်လာလဲနေ့လေရောက်လာတယ်နေ့လေရောက်တော့အမလေးငါတညာလုံးလောက်တောင်ဒီပလန်ပြီးရဆိုပြီးဘာရဘယ်ရောက်လာလဲညထီရောက်လာလားညတော့မတူပါဘူးအိတ်လိုက်တော့မယ်နောက်နေ့မှပဲပေါ့ဆိုပြီးရမနေ့ပြန်မောင်းများစွာနဲ့ ပလန်ပေါင်းများစွာဖြစ်နေလိမ့်မယ်နော်အဲ့တော့အချိန်လေးတွေ deadline လေးတွေ ਨੇ deadline ဆိုတာလေ deadline ဆိုတာ deadline တို့ pressure တို့ဆိုတာကိုကလေကိုကိုကိုပေးရတယ်အဲ့အမ coach ကတင်ပေးတာကိုကိုကိုနားလည်းမပေးနဲ့ကိုကိုကိုနားလည်းပေးရင်လေဘယ်တော့မှဟိုကိုကအဲ့လိုမျိုးသိလားအခွင့်အရေးကိုကိုကိုရဲ့အခွင့်အရေးကိုကိုကိုတိုင်တိဆောက်ယူတာဒီလားကိုကိုကိုချင်းပြန်ထဲတာဟလာဒီနေ့တော့လေအမေခေါင်းကပ်နေလို့ဒီနေ့တော့ဟိုဖိနာနေလို့ခေါင်းနာနေလို့အဲ့လိုအဲ့လိုမျိုးလုပ်တာကိုကိုကိုလေဒီလားအဲ့ကိုကိုကိုနားလည်းမပေးနဲ့ ်အလုပ်ပြီးဖို့ focus ဒီအလုပ်ပြီးကိုပြီးရမယ်ဆိုရယ် focus တစ်ခုပဲရှိရပြီးကိုပြီးရကျန်တာဘာမှလာမပြောနဲ့100% responsibility ဒီ plan ပြီးမြောက်ခြင်းအတွက်တာဝန်ရှိသူဒီမင်းကိုယ်တိုင်ပဲ100% responsibility မင်းမှာပဲရှိတယ်ဒီလားကိုယ့်ကိုယ်လည်းနားလည်းပဲပြီးနေသူများနားလည်းပြီးဖို့လည်းမမျှော်လင့်နဲ့နော် okay အဲ့တော့ဒါတစ်ခုနောက်ချက်ကလေ learning learning l e a r n i n g learning personal development လို့ပြောလိုက် အဲ့ဒီကောင်လုံးဝပျောက်လို့မရအောင် learning learning မှာနှစ်မျိုးရှိတယ် specific နဲ့ learning နဲ့ general knowledge နဲ့ specific knowledge နဲ့ general knowledge နဲ့ specific knowledge ဆိုတာကကိုထမင်းစားဖို့အတွက်လိုအပ်လို့ရက်တည်နေရတယ် career career ရ learning လုပ်နေရတဲ့ process တွေကိုပြောတာ general knowledge general learning ကကြတော့ ဒီစာဖတ်တာအခုမင်းတို့ဝပနာလာတက်တာဝပနာတပွဲဒီစာအုပ်စာအုပ်ဖက်စာအုပ်ဆယ်အုပ်ဖတ်တာ ਨੇ ညီမြတယ်ဝပနာတပွဲတက်တာဒီလားဝပနာတပွဲတက်တာအဲ့တော့စာအုပ်ဆယ်အုပ်မှာဆိုရင်တော့မှကလိုရာတွေရောဘလိုရာတွေရောကိုးကားမှုတွေရောဒါတွေအများကြီးပါအောင်မယ်ဝပနာတပွဲအခုမင်းတို့အမဒီဝပနာတပွဲဆိုလို့ရှိရင်ဒါအမ life မှာ learning လို့အမ life မှာအလုပ်ဖြစ်တဲ့ဟာတွေ collection လုပ်ပြီးပြန်ပေးလိုက်တာပဲဒါလုံးဝအလုပ်ဖြစ်တယ်အလုပ်ဖြစ်ချင်ဒါလုံးလို့ရတယ် တောက်ပေးလိုက်တာပဲဒီလားအဲ့တော့ဒါတွေကဘာလဲဆိုတော့ general knowledge ပဲ general knowledge အဲ့တော့ specific knowledge ဒီသမင်းစားဖို့လိုအပ်တယ် general knowledge ဒီသမင်းဝဝစားဖို့လိုအပ်တယ် specific knowledge ဒီပတ်စံရှာဖို့လိုအပ်တယ် general knowledge ဒီပတ်စံများများရှာဖို့လိုအပ်တယ်ဒီလားဆရာမတယောက်ဒီစာသင်ကောင်းအောင်လည်းမရဘူးသူ့အတန်းကိုလေចောင်းသားရောက်အောင်ចောင်းသားရောက်အောင်လုပ်တယ် ဆရာဝန်ဒီစေကူတာတော်လို့ပဲမရဘူး။သူ့စေကန်းကို လူနာရွေးချယ်အောင်လုပ်ရတယ်။ service ကောင်းကောင်းပေးနိုင်ရတယ်။ဟုတ်လား။ဒါမျိုးတွေပေါ့။အဲ့တော့အဲ့ဒီဟာတွေကကြတော့ဘာနဲ့သွားသက်ဆိုင်လဲဆိုတော့ခုန self-serve knowledge နဲ့မဆိုင်ဘူး general knowledge နဲ့ဆိုင်တယ်။ marketing ဘလို့လုပ်ရမလဲ။အကြမ်းမြင့်တော့အားလုံးနားလည်ရမယ်။ general knowledge ကအရေးကြီးတယ်။ general knowledge ကဒီလားအဲ့တော့ကိုရှောက်နေတဲ့ career ကို supporting ပေးနိုင်မဲ့ general knowledge တွေကို learning လုပ်ပါ landing landing ရလို့မရပါဘူး landing များများလုပ်ပါနေ့စဉ် landing လုပ်တဲ့ plan landing လုပ်တဲ့အချိန်ဆိုတာရှိရလူတယောက်မှာမင်းတို့မတလတာအတွက် to do list ကိုဆွဲပြီဆိုတဲ့ဟာဒီလအတွက် landing plan မှာတခါတည်းထည့်ဆွဲ landing plan အဲ့တော့လူတယောက်မှာ personal development လုပ်ဖို့အတွက်မဖြစ်မနေ mass လို့အပ်တဲ့အရာဒီ landing မှာတင်လေးလာခြင်းမရပါနဲ့ဒီနေ့ရရင်နောက်နေ့တာဆန်းပဲနောက်နေ့တာဆန်းဖြစ်ပြီးရ တွေးခေါ်တွေအပြောအဆိုတွေဟိုကိုယ့်ရဲ့ habit တွေ action တွေကစောက်ထိုးစင်းလာအဲ့နောက်တစ်ခုကဘာလဲဆိုတော့လူတစ်ယောက်ရဲ့ဘဝမှာ mentor သို့မဟုတ် coach တစ်ယောက်တော့လိုအပ်ပါတယ်လူတစ်ယောက်ရဲ့ဘဝမှာလူတစ်ယောက်ရဲ့ဘဝမှာ mentor ကောင်းသို့မဟုတ် coach တစ်ယောက်တော့နီးပြတစ်ယောက်တော့လိုအပ်ပါတယ်အဲ့တော့ငါတို့ကလေအဲ့ဟာကိုအဲ့ဒါလေးကိုအမဒီနောက်ပိုင်းမှာပိုလက်ခံလာတဲ့အရာပေါ့ကိုရင်တော့လည်းလက်ခံပါတယ်ဒီနောက်ပိုင်းကပိုတော့တော့လက်ခံလာသေးရဲ့အရာ အမ live ကိုစပြီးတော့လွန်ခဲ့တဲ့6နှစ်လွန်ခဲ့တဲ့6နှစ်9နှစ်လောက်ကစပြီးတော့အလှည့်အပြောင်းတစ်ခုဒီနေ့ဒီအချိန်ကြီးရှောက်လာခဲ့တဲ့လမ်းကို ဖြစ်စေခဲ့တဲ့ mentor တယောက်ရှိရတယ်။ mentor ကောင်းတယောက်နဲ့တွေ့ခဲ့လို့ကွာဒီအချိန်ဒီထိရောက်လာတာလို့ပြောပြချင်တာ။ mentor ကောင်းတယောက်နဲ့ဆုံခဲ့လို့ဒီအချိန်ဒီထိရောက်လာခဲ့တာ။ဘာလို့လဲဆိုတော့ mentor ကလူတယောက်ရဲ့ life မှာ engine နဲ့တူတယ်။ဟုတ်လား engine နဲ့တူတယ်။လဲထုံတဲ့အခါပေါ့နော်။ manual ပေါ့ မန်ယူရယ်နဲ့သွားရင်ရောက်မယ်နှုံးနဲ့အင်ဂျင်နဲ့သွားရင်ရောက်မယ်နှုံးနဲ့မတူနိုင်အဲ့သဘောပဲအဲ့လိုသဘောမန်တာကအင်ဂျင်နဲ့တူလူတယောက်ရဲ့ဘဝမှာလေဘသူ့ကိုဆန်ထားပြီးတော့ဘသူ့အတူอยู่မှာလဲဆိုတာမျိုးရှိတယ်အဲ့တော့အဲ့ဒါကိုဘလို့ရှာရမှာလဲဆိုတော့ဥပမာမကိုရှောက်နေတဲ့လမ်းကိုရောက်ချင်တဲ့နေရာဆိုတာရှိတယ်ကိုရောက်ချင်တဲ့နေရာကိုရောက်နှင်ပြီးသားရောက်နှင်ပြီးသား လူတချို့ကိုကိုကပြန်ပြီးတော့စံထားရတယ်စံထားရတယ်ဒီလားအဲ့အဲ့ဒါမှပဲကိုကအဲ့ဒီနေရာကိုရောက်ဖို့ဆိုတာဖြစ်လာကိုစိတ်ထဲမှာအာနှစ်ခုသုံးခုလောက်လုံးနိုင်မယ်လို့ထင်ရင် mentor account တယောက် coach တယောက်နဲ့ကောင်းကောင်းတွေ့လိုက်ပြီဆိုရင်အဲ့ဒီလူတယောက်က10ခုလောက်ကိုလုံးနိုင်တာမျိုး10ခုလောက်လုံးနိုင်သွားတာမျိုးအဲ့တော့ကိုစိတ်ထဲမှာ10နှစ်လောက်နေမှဖြစ်မယ်လို့ထင်ထားတဲ့ plan ကတကယ် coach ကောင်းကောင်းတယောက်ကိုဘွားရဲရောက်လာပြီဆိုရင်လေတစ်နှစ်နဲ့ဖြစ်တယ် 1 year ပဲ within 1 year အတွင်းအစပေါင်းများစွာဝုံဝုံဝုံလို့တက်သွားတာမျိုးဒီလားအဲ့တော့ဒါလေးကအငယ်လေးတွေထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့အချက်ထဲမှာပါပါတယ်ဒီလားဘဝကိုပို့ပြီးတော့မှန်မှန်ကန်ကန်တက်တက်မှန်မှန်ခီးပို့ပေါက်ချင်နေဆိုလို့ရှိရင်အဲ့ဒီအချက်ကလေးကထည့်သွင်းစဉ်းစားရတယ်မှာပါတယ် personal development အတွက် personal development ကိုကောင်းကောင်း training အနီးကပ် စောင့်ကြည့်ပေးနိုင်တဲ့လူဆွဲခေါ်ပေးနိုင်တဲ့လူတွန်းပေးနိုင်တဲ့လူကလူတယောက်တည်းလိုအပ်တယ်ငါတို့က pressure ကြိုက်တဲ့လူသားရယ်လေ pressure မရှိရင်တိတ်မလှုပ်ချင် pressure ရတော့မှသာကုတ်ကက်ပြီးတော့ဟာလာရှိသမျှဟာအကုန်လုံးကြောက်ခဲရည်ညစ်အကုန်ထုတ်ပြီးတော့လှုပ်ရှားကြတာလေအဲ့တော့ကိုကိုဒီ pressure ပေးနိုင်တဲ့သူတွန်းပေးနိုင်တဲ့သူလိုအပ်တယ်အဲ့အဲ့လိုမျိုးရှိဖို့တော့ခက်ခဲတဲ့အမရယ်တခြားဘာလုပ်လို့ရသေးလဲဆိုလို့ရှိရင်လေကိုကကို့အတွက် mentor ဖြစ်ပါစေဒီလား ိုယ့်ရဲ့ mentor ကကိုဖြစ်ပါစေလို့ပြောတာအဲ့တော့ကို့ mentor ကကိုဖြစ်ပါစေဆိုတဲ့စကားကဘာလို့ဆိုလိုတာလဲဆိုတော့ကိုစကားကိုနားထောင်ပါလို့ပြောတာကိုစကားကိုနားထောင်ပါသိလားငါတို့ကလေငါတို့ဘာလို့သိနေဆိုတာလေငါတို့အကုန်သိတယ်ကွာအကုန်သိတာသိလားအဲ့တိုင်းမလောက်တာလေးတခုပဲရှိတာဟုတ်လားဟုတ်လားဘာဟုတ်တာလဲဒုက္ခပဲဘာဟုတ်တာလဲလာလာပြီးတော့ဟုတ်တာဟုတ်တယ်လေလာလို့နော် နော် YCI senior တွေနော်ကိုကြီးတွေမိုက်တွေမှာ junior လေးတွေပါတယ်ငါ့ဟောဟလာအရှိရနေပြီးဟုတ်ပါတယ်လုပ်နေရလားလောကကြီးမှာတဲ့လောကကြီးကိုအောင်းနိုင်ခြင်းလုပ်လို့ရတဲ့နီလန်တစ်ခုရှိတယ်ကိုကိုကိုအောင်းနိုင်အောင်ကြိုးစားကိုကိုကိုအောင်းနိုင်အောင်ဆိုတာကိုစကားကိုနားထောင်လို့ပြောတာနောက်တစ်ခုက passion passion for life တနည်းအားဖြင့် growth mindset ကိုပြောချင်တယ် growth mindset လို့ရေးတာ personal development အတွက်လိုအပ်တဲ့ မဖြစ်မနေ mass လိုအပ်တဲ့အရာတစ်ခုသည် grow mindset ပဲလူတယောက်ဘဝအပြောင်းလဲအားလုံးကဘယ်ကစလဲဆိုတော့ခြင်စိတ်ကနေစတာခြင်စိတ်အဲ့စိတ်မရှိရင်ဘာမှဆက်မဖြစ်တော့ဘာမှလည်းမဖြစ်တော့ပိုရှာခြင်စိတ်ပိုသိခြင်စိတ်ပိုတက်ခြင်စိတ်အဲ့စိတ်ရှိဖို့ရည်ကြည်ရယ်အဲ့တော့မင်းတို့စိတ်ထဲမှာရင်ထဲမှာအမြဲတမ်းထည့်ထားမယ့်အရာတစ်ခုက ပတ်စံရှာရင်ဘာစိတ်ထဲတာမလဲပိုရှာခြင်းစိတ်ကိုထဲတာစာလုံးလို့ရှိရင်ဘာစိတ်ကိုထဲတာမလဲပိုရခြင်းစိတ်ကိုထဲတာပိုရခြင်းစိတ်အလုံးလုံးလို့ရှိရင်ဘာစိတ်ကိုထဲတာမလဲပိုတော်ခြင်းစိတ်ပိုကျွမ်းကျင်ခြင်းစိတ်အဲ့ဒါတွေထဲတာ grow myself ပိုကောင်းအောင်လုပ်ခြင်းစိတ်ကိုနေ့စလုံးနေတဲ့အလုပ်တိုင်းကိုထုတ်ရမယ်မေးကွန်းကဒါငါအကောင်းဆုံးလုပ်နေရလားမေးကြည့်အဖြေထွက်တယ်နော် ဒါအကောင်းဆုံးလုပ်နေရတာဒါအကုန်မဲလားမေးကြည့်လိုက်အဖြေထွက်တယ်ဟုတ်လားအဖြေထွက်တယ်အဲ့တော့တနေ့တာအကောင်းဆုံးဖြတ်တန်းနေတဲ့အချိန်ထဲမှာမေးရမှာဒါအကုန်မဲလားမကုန်သေးရင်မလုပ်ပါလဲထုတ်ပါထုတ်ပါဒီလား grow mindset ပြီးနောက်တစ်ခုက grow mindset ဆိုတာမှန်တာကိုလုပ်ရတဲ့တတိဆိုလဲဟုတ်တယ်မှားတာကိုဟိုမှန်တာကိုလုပ်ရတာဆိုရင်လဲဟုတ်တယ်မှားလဲမှားရတယ်မှားလဲဘာမှဖြစ်ဘူးဆိုတဲ့စိတ်ဒီလားမှားမှမကြောက်ဘူးလို့ပြောတာ မှားမှမကြောက်တချို့အမားတွေပေါ့နော်ပြင်လို့မရတဲ့အမားတွေကလွန်ရင်ဘဝမှာအလုံးလို့လို့မှားတဲ့အမားတွေကမှားစမ်းအဲ့လိုပြောမှားရတယ်တတိယမှားဝိုင်းလည်းပြင်ပြင်လိုက်မယ်ဘာဖြစ်လဲရှောက်နေရင်လည်းဟိုလက်လွဲဝိုင်းလည်းဘာဖြစ်လဲပြန်ပြင်ဆင်လိုက်မယ်ရှောက်ရဲတယ်တိတ်မစင်စားဘူးလုံရဲကန်ရဲတဲ့စိတ်ကအမြင်နဲ့ရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ပေါင်းတင်ဆက်ဆက်ရေးဒါအမထဲ့တာပါဗောနော personal development နဲ့ပေါင်းတင်ဆက်ဆက်ရေးနဲ့ဘယ်လိုဆက်ဆက်လဲဆိုတော့လေဆက်ဆက်တယ် တငါနာနေတငါမုံဆိုးနာနေမုံဆိုးကြားဘူးတယ်မလားတမိကတော့လေ personal development ဖြစ်အောင်လုပ်ပြီးတော့ဘယ်နေရာရောက်အောင်သွားစင်တာပေါင်းနေတဲ့လူတွေကိုကြီးလိုက်တော့လေပွဲပေါင်းစုံစိတ်ဝင်စားပြီးပွဲပေါင်းစုံဝင်ပါနေတဲ့လူတွေ ਨੇ သွားဖြစ်အောင်မယ် personal development ဟုတ်လားအဲ့တော့ကိုကဘသူတွေ ਨੇ ပေါင်းနေလဲဆိုတော့လေလေစဉ်းစားဖို့လိုအပ်တယ် personal development ဖြစ်ချင်ရင် personal development ဖြစ်အောင်တွားနေတဲ့လူတွေနဲ့ပဲဘဝကိုပေါင်းပါ အဲ့တခါတလေတော့အပေါင်းတည်းရရွေးချယ်ပိုင်းကမရှိဘူး။ပြောချင်တာရဟဲ့နေနဲ့ငါနဲ့မပေါဘူး။နေကနေကဘလို့ကြီးအဲ့လိုရောမဟုတ်လေ။ဒီလား။ဘသူ့ကိုတော့ဘလောက်ပို့ပေါင်းရမယ်။ဘသူ့ကိုတော့ဘလောက်စိတ်နှစ်တဲ့နဲ့ဘသူ့ကိုတော့ဟိုဘသူ့အနားမှာတော့ဘလိုမျိုးငါတို့ကနေရင်ဘာဖြစ်နိုင်လဲဆိုတော့သိရတယ်။စ조사နေတဲ့လူနဲ့ပေါင်းရင်မင်းတို့အတွက်စ조사ချင်းစိတ်ဆိုတာအော်တိုပါလာတယ်လား။အဲ့တော့မင်းတို့နားမှာလေခိုးလို့ညီးတက်တဲ့လူတွေပြောမယ်နော်။ပွဲတိုင်းကြော်ပွဲတိုင်းဝင်ပါတတ်တဲ့လူတွေ တယောက်နဲ့တယောက်တွေ့လိုက်တာနဲ့ဟလားပြဿနာပေါင်း16000ကိုတယ်လာပြီးမိထွန်းရှာမဲ့လူတွေသတိထားပါ သတိထားပါကိုဖြစ်ချင်တဲ့နေရာကိုရောက်ချင်တဲ့နေရာကိုရောက်စင်မဲ့လူမျိုးတွေနဲ့ supporting ပေးနိုင်တဲ့လူတွေနဲ့လက်တွဲတာပေါ့အရေးကြီးအချိန်တော်တော်များများဒီလားအချိန်တော်တော်များများဘသူတွေနဲ့ပေါင်းနေတယ်ဆိုတာကိုသတိထားဖို့ရည်ကြည်တယ်။ career နဲ့သက်ဆိုင်တဲ့ကိုယ့်ရဲ့ career လမ်းကြောင်းပေါ်မှာရှိတဲ့လူတွေနဲ့ပေါင်းကိုယ့်ရဲ့ ဟို live ကိုနောက်ကနေ support နေပေးနိုင်တဲ့လူ share နေစံပြပြီးတော့ခေါ်ဝါနိုင်တဲ့လူတို့လူတွေနဲ့မြင်မြအချိန်ပေးပြီးပေါင်းဖို့လိုတယ်။ကျန်တဲ့လူတွေလည်းပေါင်းလို့ရတယ်။များများအချိန်ပေးဖို့လိုတယ်လို့ပြောတာ။ဒီလား။ဒါရေးကြည့်ရနော်။လူဆိုတာလေအမြဲတမ်းတူရတူရစုဝေးတဲ့နေရာမှာဆိုတာရှိတယ်။တူရတူရစုဝေးခြင်းနေရာမှာဆိုတာရှိတယ်။ဒီလား။အဲ့တော့ like minded individual လို့ခေါ်တယ်။ life my like minded individual ကိုနဲ့တူရတူရပဲတွေ့မှာပဲ။ အဲ့ဒါကြောင့်မို့လို့မိဆွေကောင်းလို့ချင်ကိုကိုရိုင်းကမိဆွေကောင်းအရင်ဖြစ်ကမယ်ပြောတာဒီလားကိုကအောင်မြင်တဲ့သူတွေ life ကို road တစ်ခုကိုရောက်နေတဲ့သူတွေနဲ့ပေါင်းချင်တယ်ဆိုရင်မင်းကိုရိုင်းလည်းအရင်အဲ့လမ်းကြောင်းပေါ်ရောက်အောင်အရင်သွားနေရမယ်အဲ့တော့ဘာကြောင့်လဲဆိုတော့တူရတူရပဲစုလို့ရတာမတူတာမတူတာစုလို့မရဘူးကိုသာကောင်းရင်ကိုနားမှာကောင်းတဲ့လူတွေပြည်လာလိမ့်မယ်ကိုသာတော်ရင်ကိုနားမှာတော်အောင်လုပ်ပေးမဲ့လူတွေနဲ့ ကိုယ့်ကိုဒီထက်ပိုတော်ဆွဲခေါ်ပေးမဲ့လူတွေနဲ့ပြေးလာလိမ့်မယ်။တေချာပေါ့ပဲအာမခံ။မင်းတို့သာလမ်းကြောင်းမှန်ပေါ်မှာရှိနေ။မင်းတို့တွေ့ရမှာပဲ။ရောက်လာမှာပဲ။မင်းတို့စီလည်းရောက်လာမှာ။မင်းတို့ကလည်းတို့စီရောက်ကိုရောက်သွားမှာ။အာမခံ။ဒီလား။အဲ့တော့ personal development အတွက်ပေါင်းသင်းဆက်ဆံရေးရလေ။အင်မတန်မှာအရေးကြီးပါတယ်။โอเคလား။အဲ့တော့ဒီနေ့ personal development ဆိုတဲ့ခေါင်းစဉ်အောက်မှာအမပြောထားတာလေးပြန်ပြီး overall အနှစ်ချုပ်ပေးမယ် personal development လို့ပြောလိုက်တာ ਨੇ things to do တွေကဘာတွေလဲနံပါတ်1ကဘာလဲ habit habit နဲ့ပတ်သက်တာပြောခဲ့ good habit တည်ဆောက်ရမယ်အဲ့တော့ good habit တွေစ조사တည်ဆောက်ရင်ဘာဖြစ်လာမှာလဲဆိုတော့အလိုလို bad habit တွေကပါရော့ပြီးသားဖြစ်သွားလိမ့်မယ်သိလားအဲ့တော့တိတိယနဲ့မလို့ဖြစ်သေးဘူးဆိုတာကအဲ့ဒါတကယ်မသိသေးဘူး အဲ့တော့တကယ်သိအောင်မလုပ်လို့ရလဲဆိုတော့ခုနကပြောတဲ့အတိုင်းဒီအကျင့်ယူတာငါနောက်ငါးနှစ်ဆက်သေးသွားလိုက်ငါ့ဘဝကြီးကဘာဖြစ်လာတော့မယ်ငါ့အခြေအနေကြီးကဘာဖြစ်လာတော့မယ်အဲ့ဒီအခြေအနေတစ်ခုကိုအဲ့ဒီအခြေအနေတစ်ခုကကိုလိုချင်တဲ့အခြေအနေဟုတ်တယ်ဆိုဆက်လို့ကိုလိုချင်တဲ့အခြေအနေမဟုတ်ဘူးဆိုရင်ချက်ချင်းရက်ချက်ချင်းရက်အဲ့ဒီဥပဒေတလေးကိုကိုလိုက်နာရမယ် habit တွေနဲ့ပတ်သက်လာဟုတ်လား ကိုစီမှာကို life ကိုတိုးတက်ရတိုးတက်ချောင်းကိုကရှောက်ချင်ပေမဲ့တရားကြိုးစားနေပေမဲ့အရှိမရဘူးလို့ခံစားနေရရင်ကို့မှာရှိနေတဲ့ခုန happy happy block တွေကိုပြန်စစ်ကြည့်။ဘာအကျင့်တွေကြောင့်ငါဒီလိုဖြစ်နေရလဲ။ focus တွေပြောင်းနေရလားဒါတွေ။ဟဲ့လား။နားလဲရမှာတခုနဲ့နားမလဲရမယ့်အရာဘာလဲဆိုတော့ကိုကိုကိုနားလဲမပေးနဲ့။အကျင့်တွေတိဆောက်တဲ့အခါမှာဒီအကျင့်တွေခံမှာဖို့ကိုကိုကိုနားလဲမပေးနဲ့။တကယ်ရအောင်တိဆောက်အောင်။ဒီလား။ ငါတို့ကရှော့ပေးတာတွေများရဲ့နဲ့ရှော့ရင်းရှော့ရင်းနဲ့ဘာဖြစ်လာလဲရွေးပလဲလာနော် ရှော့ရင်းရှော့ရင်းရွေးလာပြီဖြစ်လာတယ်နော်အဲ့တော့ကောင်းကောင်းအကျင့်လေးအကျင့်ကောင်းလေးတွေစောင့်မယ်နောက်တစ်ခုကဘာလဲဆိုတော့ planning နဲ့သက်ဆိုင်တာလေးပြောခဲ့တယ်နောက်တစ်ခုက learning learning လောက်ပါ career development career နဲ့သက်ဆိုင်သော learning professional နဲ့သက်ဆိုင်သော learning general knowledge specific knowledge ဒီ knowledge တွေနဲ့ပတ်သက်ပြီး learning လောက်ပါအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ mentoring mentoring လူတယောက်မှာ mentor ကောင်းတယောက် coach တယောက်ဒါရှိတဲ့နေဆိုတာလေးပြောခဲ့တယ် မရှိရှိဖို့အခက်ခဲရှိရယ်ဆိုရင်လည်းကိုကိုရာကိုယ်စကားကိုနားထောင်ပြီးတော့ဒီ personal development ကိုလမ်းညွှန်ပေးနိုင်တဲ့ mentor ကောင်းတစ်ယောက်ဖြစ်ရမယ်။နောက်တစ်ခုက passion for life growth mindset အဲ့ကောင်ကလည်းအရေးကြီးတယ်ဟုတ်လားချင်းစိတ်နဲ့ဒီ growth mindset နဲ့အရေးကြီးရယ်နောက်တစ်ခုကပေါင်းသင်းဆက်ဆံရေးပေါင်းသင်းဆက်ဆံဟုတ်လားအဲ့တော့အားလုံးအနှစ်ချုပ်လိုက်မယ်ဆိုရင်ဖြင့်နောက်ဆုံးပေးချင်တဲ့ message လေးက100% responsibility mindset နဲ့ကို life ကိုကိုတာဝန်ယူပြီးတော့ ကို life ကိုကို development လုပ်ပါ personal development တွေ okay